နားဆောင်ခွန်ညီချောမြန်မာပြည်ဂျပန်နဲ့လန်ဝေအကယ်ဒမီကစံစဲတူဖြစ်ပါတယ်။ဒီနေ့ကတော့ဒါယွန်ဂျူအီကမှာရှိတဲ့ grammar pattern လေးတွေကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးတွေ့ရမယ့် pattern ပုံစံကတော့ what they gra sai ma sen ka what they gra sai ma sen ka သူဒီ verb ကိုတဲ့ဖောင်ပြောင်းပြီးတော့သုံးပြရမှာဖြစ်ပါတယ်။မြန်မာလိုအသေးပေက verb လုတ်ပြီးလို့ရမှာလား။ဆိုတော့ကိုယ့်ဘက်ကနေပြီးတော့တစ်ဖက်သူကိုရင်ကြီးကြီးနဲ့တောင်းဆိုလိုက်တယ်ဆိုတဲ့အခါမြန်မာသုံးပါတယ်။ဒီစာရွက်စာတမ်းလေးတွေကိုစစ်ပေးလို့ရမှာလား။ဒီအကြောင်းအရာလေးကိုပြောပြပေးလို့ရမှာလား။ စသဖြင့်ပေါ့နော်ဆိုတော့ကိုဘက်ကနေရင်ကြီးတောင်းဆိုရဲဆိုတဲ့အခါမျိုးမှာတုံးတဲ့ပတ်တန်ပုံစံဖြစ်ပါတယ်ဗတ်တဲ့ခရာဆိုင်မဆင်ကနောက်ထပ်နံပါတ်2ဗတ်တဲ့いただきましたဗတ်တဲ့いただきましたလက္ခဏာရှိခဲ့ပါတယ်ဆိုရဲဒိတ်ပေးပါဗတ်တဲ့いただきますကကြတော့သူဒီသူရဲ့အဲသူတက်ကိုပို့ပြီးတော့အသက်ကြီးတဲ့သူဝါကြီးတဲ့သူလူကြီးသူမတွေစီကနေပြီးတော့တခုခုပြုလုပ်ပေးခြင်းကိုကိုကလက္ခဏာရှိခဲ့တယ်ဆိုပြီးတော့တုံးတဲ့အခါမျိုးမှာထည့်သုံးရတဲ့ပတ်တန်ပုံစံဖြစ်ပါတယ်ဗတ်တဲ့いただきました နောက်တစ်ခုနံပါတ်3မှာကကျတော့ vet de yari master vet de yari master ဖတ်ပေးခဲ့တယ်။ဒီ vet de yari master ကကျတော့ကိုကကိုထက်ငယ်တဲ့သူတွေကိုလုပ်ပြုတ်လုပ်ပေးခဲ့တယ်ဆိုပြီးတော့သုံးတဲ့အခါမျိုးမှာအသုံးပြုပေးရပါတယ်။ vet ကိုတဲဆောင်ပြောင်းပေးရမှာဖြစ်ပါတယ်။ဥပမာကိုရဲ့တူလေးတူမလေးကိုမဖို့ပေးခဲ့တယ်ကိုကနေကိုထက်ငယ်တဲ့သူတွေကိုပြလို့ပေးခဲ့တယ်ဆိုတဲ့အခါမျိုးမှာတုံးပြရပါမယ်။နောက်ထပ်နံပါတ်၄ဖတ်တေခရာဆိုင်မတ်တာဖတ်တေခရာဆိုင်မတ်တာဖတ်ပေးခဲ့တယ်။သူကတော့ ကိုကပေးတာမျိုးမဟုတ်ဘဲနဲ့ကိုကိုပြုတ်လုတ်ပေးခဲ့တယ်ဆိုတဲ့အခါမျိုးမှာတုံးပါတယ်ကိုထက်အသက်ကြီးတဲ့သူဝါကြီးတဲ့သူတွေကကိုကိုပြုတ်လုတ်ပေးခဲ့တယ်ဥပမာကိုနားမလည်တဲ့အကြောင်းအရာတွေကိုကိုရဲ့စီနီယာကပြောပြပေးခဲ့တယ်ရှာချောကပြောပြပေးခဲ့တယ်အဲတတိကစစ်ပေးခဲ့တယ်စသဖြင့်ပေါ့နော်ဆိုတော့ကိုထက်အသက်ကြီးတဲ့သူဝါကြီးတဲ့သူတွေကကိုကိုပြုလုပ်ပေးတယ်ကိုကိုပေးတယ်ဆိုတဲ့အခါမျိုးမှာဗတ်တေခရာဆိုင်မတ်စတာကိုတုံးပါတယ်ဟဲ့ဒါဆိုအကြံပြင်းလေးတိပြီဆိုရင်ဒီလိုဒီဘက်ကစမ်းတဲ့လေးတွေနဲ့အသေးစိတ်ပြန်ပြီးတော့ရှင်းပြပေးပါမယ် 私は社長にお土産をいただきました。私はジノディ、社長に社長タマ、ま、お土産をいただきました。お社長ピアンレサンをいただきました。ラカニアシゲバレ。社長にはヤギラピテルジャーナルをいただきました。ラカニアシゲレ、それ、サジャンリ、トンビアバメ。なるく、私は先生にお土産をいただきました。ジノディ先生に先生タマ、ま、 အိုမီယာကေကိုအပြန်လက်ဆောင်ကိုအီတရာကီမတ်စတာလက်ခံရရှိခဲ့ပါတယ်။ဟဲ့နောက်တစ်ခုဝါတာရှိဝါယာမာရာဆန်နီအိုမီယာကေဝီအီတရာကီမတ်စတာကျွန်တော်ဒီယာမာရာဆန်ထံမှအပြန်လက်ဆောင်ကိုလက်ခံရရှိခဲ့ပါတယ်။ဒီမှာတော့ယာမာရာဆန်ကိုအဲယာမာရာဆန်ကသူ့ရဲ့စီနီယာလားရှာချောလားစသဖြင့်သူ့ရဲ့အသက်ကြီးလားဆိုတာကိုအသေးစိတ်မပေါ်ပြပေးထားဘူးဆိုပေမဲ့အနောက်မှာအီတရာကီမတ်စတာတုံထားတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အသက်ကြီးတဲ့သူဝါကြီးတဲ့သူဖြစ်မယ်ဆိုပြီးတော့ကျွန်တော်သတ်မှတ်ထားလို့ရပါတယ်။နောက်ထပ်နံပါတ်2 社長が私にお土産をリマズルサジャンにチェンネルのエリミヤマガジャロくださいましたピーパミ社長が私にお土産をくださいました社長にてのお土産レサンをくださいましたくださいましたピテルジャバダビネカマビゲリ社長がてのあレサンをビゲリなるべく賛成が私にお土産をくださいました ဆန်းစည်းကကျွန်တော်အားအပြန်လဲဆောင်ကိုပေးနေတယ်။ကိုထက်အသက်ကြီးတဲ့သူတွေဝါကြီးတဲ့သူတွေကကိုကိုပေးတယ်ဆိုပြီးသုံးခြင်းတဲ့အခါမျိုးမှာဘုဒ္ဓဆိုင်မတ်တာကိုသုံးပါတယ်။နောက်တစ်ခုယမရဆန်က私にお土産をください。ましたယမရဆန်ကကျွန်တော်အားအပြန်လဲဆောင်ကိုပေးနေတယ်။ဆက်နော်။ဒါဆိုရင်တို့နောက်ထပ်နံပါတ်3လေးကြည့်အောင် ။နံပါတ်3မှာကကြတော့သူဒီယာဒီမတ်စတာကိုတုံးမိတာပါတယ်။ယာဒီမတ်စတာကခုနတော့ကပတံမှာရှင်းပြပေးထားတဲ့အတိုင်းကိုကကိုထက်ငယ်တဲ့သူတွေကိုပေးတယ်ဆိုတဲ့ခံယူမှာတုံးတဲ့စာကြောင်းဖြစ်ပါတယ်။ဆိုတော့ဖတ်ကြည့်ရအောင်။ဝါတာရှိဝမာဂိုနီအိုကာရှိအိုယာဒီမတ်စတာကျွန်တော်ဒီမာဂိုမီးလေးကိုမီးအားအိုကာရှိအိုယာဒီမတ်စတာအိုကာရှိဆိုတဲ့မုတ်ကိုယာဒီမတ်စတာပေးခဲ့တယ်။မုတ်ကိုပေးခဲ့ပါတယ်။နောက်တစ်ခု 私は木に水をやりました。ကျွန်တော်ဒီ木ဆိုတဲ့တပင်တပင်အား水をやりました。ရေကိုဒီနေရာမှာやりましたကိုဘာသာပြန်တဲ့အခါမှာရေလောင်းခဲ့တယ်ဆိုပြီးတော့ဘာသာပြန်ပြီးလို့ရပါတယ်။ကျွန်တော်ဒီအပင်အားရေလောင်းခဲ့တယ်။နောက်တစ်ခု私は猫に餌をやりました。ကျွန်တော်ဒီကြောင်လေးအား餌をやりました。餌ဆိုတဲ့ရိစံအစာကိုကျွေးခဲ့တယ်။ ကြတယ်နော်ဆိုတော့ယာဒီမတ်စာကကိုထက်ငယ်တဲ့သူတွေအပြင်ကိုအပင်တွေတစ်ပင်ပန်းပင်ကြီးနောက်တစ်ခုတရိတ်ဆန်ကြီးတွေကိုမှလည်းပြုတစ်ခုခုပြုလုပ်ပေးခဲ့တယ်ဆိုတဲ့အခါမျိုးမှာတုံးပြလို့ရပါတယ်နောက်ထပ်နံပါတ်၄ကြည့်ရအောင်နံပါတ်၄မှာကစာကြောင်းမှာ itadaki mask ကိုတုံးထားတယ်ဆိုတော့ itadaki mask ကိုတွေ့ပြီဆိုတာနဲ့ကိုကတစ်ခုခုပြုလုပ်ပေးခြင်းလက်ခံရရှိခဲ့တယ်ကိုထက်အသက်ကြီးတဲ့သူတွေဝါကြီးတဲ့သူတွေစီကကိုကပြုတစ်ခုပြုလုပ်ပေးခြင်းကိုလက်ခံရရှိခဲ့တယ်ဆိုပြီးတော့မှတ်ထားလို့ရပါတယ်။ဆိုတော့ဖတ်ကြည့်ရအောင်။ 私は先生に旅行の写真を見せていただきました。私は先生に、チェノディ先生、セヤちゃんは旅行の写真を見せていただきました。可以多的本国、ピアビジン、ラケンヤシゲイ。セヤジア、ビロビジン、ピアビジン、ラケンヤシダ、イ私は先生に、京都へ連れて行っていただきました。チェノディセヤちゃんは京都と、 連れて行っていただきました。コードアビジンをレケンヤシゲリ。ナオソンサちゃん、私は先生にレポートを直していただきました。ちなみにセアちゃんはレポート、シーケンザーを直していただきました。ピンピン,ン、ピンピンチン、レケンヤシゲリ。下面の、ごちゃあたじれどり、わじれどりせが、ここピロピチン、レケンヤシゲリ、ソイン、いただきました。ファッテ、いただきました。おとまり。なるほど。 先生が旅行の写真を見せてくださいました。せやが旅行の写真、フィードアドボンク、見せてくださいました。ビアビゲリ。ディマロ、くださいました。それのバダビネカマ、ビゲリ、スビルトマリ。いただきました。それの、ラケンヤシゲリ。いただきました。セネディマソルシニ。コガヤシゲラ。コガラケンヤシゲラ。ピテルジャー。ワタシ、それサジャンゴシゾマタビロ、ドンビマチパリ。くださいました。 ပြီးခဲ့တယ်ဆိုရင်တော့ကိုကိုပြီးတဲ့သူကိုကိုပြီးတဲ့ကိုထက်အသက်ကြီးတဲ့အဲဝါကြီးတဲ့လူတွေရဲ့နာမည်ကိုအရှိမထားပြီးတော့ရေးပြရမှာဖြစ်ပါတယ်ဆန်းစဲကရခိုးသောရှာရှင်ဝတ်မိစေတဲ့ခရာဆိုင်မတ်စတာဆရာကခီးသွားတဲ့ပုံကိုပြပေးခဲ့တယ်။ဆန်းစဲကဖြိုးသွဲစရဲတဲ့ဣတဲ့ခရာဆိုင်မတ်စတာဆန်းစဲကဂျူတူတို့ခေါ်သွားပေးခဲ့တယ်။ဆန်းစဲကရပိုတူအိုနာအိုစတဲ့ခရာဆိုင်မတ်စတာဆန်းစဲကအစီအကစားကိုပြင်ပေးခဲ့တယ်။ ကြမယ်เนาะဒါဆိုရင်တို့နောက်ဆုံးနံပါတ်6လေးဖတ်ကြည့်အောင်နံပါတ်6မှာကယာဒီမတ်တာတုံးထားတယ်ယာဒီမတ်တာဆိုတော့အတို့ကိုထက်ငယ်တဲ့သူတွေကိုထက်နေတဲ့သူတွေနောက်တစ်ခုကကျတော့အပင်တစ်ပင်ပန်းပင်တွေဒိဋ္ဌိဆန်လေးဒီမှာယာဒီမတ်တာကိုတုံးပါတယ်ဝါတာရှိဝမာကိုနီအေဂိုဝိုအိုရှေတဲ့ယာဒီမတ်တာကျွန်တော်ဒီမီးဖြစ်သူအားမီးလေးအားအေဂိုဝိုအိုရှေတဲ့ယာဒီမတ်တာအင်္ဂလိပ်ဘာသာစကားကိုသင်ပေးခဲ့တယ် 私は孫を幼稚園まで迎えに行ってやりました。つまり、ミリを幼稚園まで、幼稚園それ無情じゃん、あち、迎えに行ってやりました。助演、ドアビゲで、ナソンサーちゃん。私は孫の宿題を見てやりました。つまり、ミピトゥエイザリを見てやりました。ジビゲで。じゃあ、の、はい、ダズンズルナソン、ナマコンリジジアン、ナマコマが、くださいませんか ဗတ်တေကူရာဆိုင်မှာစံကာကူတော့မှာလေမြန်မာလိုဒိပေကဗတ်လုတ်ပေးလို့ရမလားဒါကတော့ကိုရဲ့ကိုလိုချင်တဲ့ကိုဖြစ်ချင်တဲ့အကြောင်းအရာဆန္ဒတွေကိုတစ်ဖက်သူကိုရင်ရင်ကြီးကြီးနဲ့တောင်းဆိုလို့ဆိုတဲ့အခါမျိုးမှာတုံးတဲ့ပတ်တန်းဖြစ်ပါတယ်ဗတ်တေကူရာဆိုင်မှာစံကာဆိုတော့ဖတ်ကြည့်ရအောင်ဟီရာဂနာဒေခိုက်တေကူရာဆိုင်မှာစံကာဟီရာဂနာဖြစ်ရေးပြီးလို့ပြမလားနောက်ထပ်တစ်ခုもう少しゆっくり話してくださいませんかなんとねねゆっくりぴぴ ဖြည်းဖြည်းလေးဟာနတ်စတေဖရာဆိုင်မာဆန်ကပြောပြလို့ရမလားအာဒီထက်ပို့ပြီးတော့ဖြည်းဖြည်းလေးနည်းနည်းလေးစကားပြောပြလို့ရမလားနောက်တစ်ခုခေါနိုခန်းဂျီနိုယမီကာတာကိုအိုရှေတေကဒါဆိုင်မာဆန်ကဒီခန်းဂျီရဲ့ယမီကာတာဖတ်ပုံဖန်နည်းကိုအိုရှေတေကဒါဆိုင်မာဆန်ကပြောပြပြလို့ရမလားရမယ်နော်။ဒါဆိုရင်တို့အခန်း47မှာရှိတဲ့ပတ်တန်လေးတွေကိုရှင်းပြသွားပြီးဖြစ်ပါတယ်။ဒါရွန်ကျူနီကမှပြန်ပြီးတွေ့ပါမယ်။